သတိဒီချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တငယ်ချင်းတို့ကို2025အချိန်20အတွက်နောက်ထပ်ဗီဒီယိုဖိုင်တာလေးတစ်ခုနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ဒီ site လေးကကျွန်တော်ဒီတစ်ပတ်အတွက်သုံးချိန်မြောက်တင်တဲ့ဖိုင်တာလေးဖြစ်ပါတယ်ဒီကနား site လေးဟာနှစ်ပြိနဲ့ပတ်သက်တဲ့ကနားလေးတစ်ခုတစ်ကွက်ဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်နဲ့အတူတစ်ချက်လိုက်ပြီးတော့လေ့လာကြည့်ကြည့်ပါသူရဲ့ဖြစ်စဉ်အစကဒီ1984ခုနှစ်ကနေစတယ်နော်1984ဟိုနောက်ဆုံးကြိမ်24ကြိမ် သက်လေးတိမ်မှာသူကဒီမှာ6ပလိတ်တနည်းကျော်10ပလိတ်အဲ့လို6ပလိတ်10ပလိတ်လို့တန်းပေးထားတယ်နော်6ပလိတ်10ပလိတ်အဲ့ကနေ6ပလိတ်10ပလိတ်တွေကဒီ24တိမ်မှာပျောက်သွားပြီးတော့ဘာမှပြန်ပေါ်တော့ဆို2000နှစ်ခုနှစ်မှာပြန်ပေါ်လာတယ်နော်2000ခုနှစ်2000ခုနှစ်နော်နှစ်တွေအဝေးပေါ့သူရဲ့ဒီ24တိမ်မှာ6ပလိတ်10ပလိတ်ဟိုဘက်ကဖြစ်စဉ်အတိုင်းဒီမှာဒုတိယဖြစ်စဉ်လားဖြစ်တယ်ဒီဘက်မှာကြာတော့သူကတခြားနေရာမှာမဖြစ်တော့ဘူးနှစ်အကတိုင်းအကလေးဖြစ်သွားတယ်ပေါ့နော် 2000နှစ်ပြီးရင်သူတခြားနေရာမှာမဖြစ်တော့မဖြစ်တော့ပဲနဲ့2012မှာလာဖြစ်တယ်နော်ဒါဆိုတက္ကသိုလ်ဆယ်နှစ်အကွာဝေးပေါ့နော်2012 24နှစ်24နှစ်မှာ6ပြည့်မှာ7ပြည့်မှာတစ်ပြည့်နောက်ကြားထဲမှာလည်းဘယ်နာမှမဖြစ်တော့နောက်တော့ကဘယ်မှာလာဖြစ်တော့ဆိုတော့2022မှာလာဖြစ်တယ်နော်တိုင်းပြန်ပြန်ကိုက်ပေါ့နော်22 2000နဲ့2012 2022 24ချိန်မှာနော်6ပြည့်နော်မှာတစ်ပြည့် 6 plate 2 plate အဲ့ကြတော့ဖြစ်စဉ်အားလုံးက၄ခုပေါ့နော်၄ခုအဲ့ကြတော့ကျွန်တော်တို့အစအနေပြန်ပြီးလေ့လာကြည့်တာတော်ဒီ24ချိန်မှာနော်24ချိန်မှာအဲ့လိုဒီ6 plate 2 plate လို့တည်ပေးလိုက်တည်ပေးလိုက်ပြီဆိုတော့ဒီ2 plate ရဲ့အထက်ကိုကျွန်တော်တို့သွားကြည့်နော်အပေါ်ပေါ့သူ့ရဲ့အထက်နော်ဒီ56ခုနဲ့၄ချိန်မှာတစ်ချက်၃လေးပတ်လည်းထွက်ပြီးသားတယ်နော်ချက်၃လေးပတ်လည်းထွက်ပြီးသားတယ်သူ့ရဲ့အောက်မှာတဲ့ ီခွန်ခွန်ရှစ်လို့ဇောင်းထိုးတဲ့အချိန်ခွန်ခွန်ရှစ်လို့ဇောင်းထိုးပြီးတာနဲ့ဒပင်ကျော်မှာသူ့ရဲ့အောက်မှာ၆တလုံးအလယ်နဲ့ပေါင်းကျဆက်နှစ်ပါတော့ကနထွက်ထားတယ်နော်ခွန်ခွန်ရှစ်ရဲ့ခွန်ခွန်ရှစ်ဇောင်းထိုးပြီးဒပင်ကျော်မှာ၆အလယ်တိုင်းနဲ့ပေါင်းကျဆက်နှစ်ပါတော့ကနထွက်ပြီးထားတယ်နော်အဲ့ဒီဒီချစ်ချောက်လေးဆိုတဲ့ကနန်းလေးကိုမှတ်ထားပါနော်အဲ့ဒီကနန်းလေးကအောင်တစ်ချိန်မှာပြန်ပို့မယ်ကနန်းနော်ပြောချစ်ချောက်လေးဘယ်ကကနန်းလုံးဆိုတော့ဒီ၄၃၈နော်၄ချိန်မှာ၄၃၈လို့ထွက်ထားပြီးသူ့ရဲ့အောက်မှာ ွန်ခွန်ရှိလို့ထိုးတဲ့အချိန်နော်ခွန်ခွန်ရှိလို့တောင်းထိုးတဲ့အချိန်တပင်ကျော်မှာ6လောက်တိုင်းနဲ့ဒီပေါင်းကျစနစ်ပါဆိုခဏနော်အစိမ်းရောင်ကဏ္ဍလေးအမှတ်ထားတော့ပြီးတာလည်းသူကဘယ်လိုဆက်ဖြစ်တော့လဲဒီဒီကောင်းရဲ့ဒီ7 3ရဲ့ဒီဘက်နဲ့နော်ဒီ6 plate တပင်ရဲ့ဒီဘက်နဲ့မှာစိတ်စည်းနှလုံးစထတဲ့အချိန်နော်စိတ်စည်းနှလုံးစထပြီအဲ့လိုစိတ်စည်းနှလုံးထပ်ပြီဆိုတာနဲ့သူ့ရဲ့ဘေးကနော်ဒီ၄ပိတ်က၄ထိပ်ပဲထွက်တယ် ဒီလေးနှလုံးနဲ့မတူဘူးเนาะဒီလေးနှလုံးကထိတ်လိထတာကိုကျွန်တော်ပြောချင်တာเนาะထိတ်စီနှလုံးစထတ်တယ်သူ့ရဲ့ဘေးမှာတော့၄ပိတ်၄ထိတ်ရှိရမယ်เนาะပြီးရတဲ့အောက်မှာနောက်နှလုံးပေါင်းခြင်းဟာ6เนาะနောက်နှလုံးပေါင်းခြင်း6လို့ဖြစ်ပြီးတာနဲ့အောက်မှာဘာဖြစ်တော့ဆိုတော့ခွန်33ခွန်လို့ထောင်းမှာထောင်းပြီးရတဲ့ကျွန်တော်အဓိကလိုချင်တဲ့ပွားဒီ23ခွန်ဆိုတဲ့တဲ့ကဒီမှာလာကြတယ်နောက်တစ်ခါကျရင်3နှစ်ခွန်เนาะဒီမှာတော့23ခွန်နောက်တစ်ခါကျရင်ဒီရှိတဲ့ကိုပြောင်းပြန်လဲကြတယ်နှစ်3ခွန်3နှစ်ခွန်နော်ဟိုက2 3ခွန်နော်ဟုတ်ပြီဆိုတော့ဒီ6 6လေးကိုမှတ်ခဲ့လာနော်ဒါ ဒီ84ခုနှစ်ရဲ့နော်84 86ခုနှစ်ရဲ့ဒီ6 break တိပတိရဲ့အလုပ်လုပ်ပေါ့နော်ပြဟုတ်ပြီဒုတိယဖြစ်စဉ်ကဘယ်မှာလာဖြစ်လဲ2000နှစ်မှာ2000နှစ်မှာ2000နှစ်မှာဒီမှာ6 break တိပတိအဲ့တော့ဒီတိပတိရဲ့အထက်ကိုကျွန်တော်တို့သွားကြည့်လိုက်အောင်လေးပင်နော်လေးပင်ကိုတက်ကြည့်အောင်လေးပင်မှာသွားနာလို့ပဲဒီသုံးချက်ပတ်လဲထွက်ပြထားတယ်သူ့ရဲ့အောက်မှာ ခွန်ပိတ်နဲ့ခွန်ခွန်ရှစ်လို့တောင်းကတ်တယ်ရှင်ခွန်ခွန်ရှစ်တို့ပြီးတောင်းထိုးလိုက်ပြီနော်အဲ့လိုခွန်ခွန်ရှစ်လို့တောင်းထိုးပြီးရတဲ့တပင်ကျော်မှာ6လက်တိုင်းနဲ့ပေါင်းကျက်ဆက်နေကနော်966နော်အဲ့ဒီ966ဆိုတဲ့ကနန်းလေးကိုမှတ်ထားလိုက်အဲ့ကောင်ကကျွန်တော်ပြန်ဖို့ကနန်းဖြစ်အလုပ်လုပ်မှာနော်6 predict ဖြစ်နော်ဟုတ်ပြီအကြတော့အဲ့လိုဖြစ်ပြီးတော့ဒီဘက်နှစ်ပေါ့ဗျာဒီချက်တော့ဒီဘက်နှစ်မှာထိတ်စိနှလုံးစထပ်တဲ့အချိန်နော် ဒီငါတက်ကရက်တက်ကရက်ရဲ့ပထမဆုံးထိပ်စီထွက်တဲ့အချိန်အပိတ်နှလုံးကအပိတ်နဲ့ထိတ်နေတာလေးလေးပဲစောင်းထူတာနော်ဒါစတတ်တဲ့စတတ်တဲ့ပုံနာနှလုံးထိပ်စီနှလုံးဒီအပိတ်နဲ့ထိတ်နေတာလေးနှလုံးမဖြစ်ဘူးပြီးရင်နောက်နှလုံးလျှောက်နော်ရှေ့ရပုံစံအတိုင်းပဲပြီးရင်သုံးခုခုသုံးလို့စောင်းထူအဲထိပ်စီထောင်ပေါ့နော်သုံးခုခုသုံးလို့ထောင်ပြီးရင်လည်းနှစ်သုံးခုပြီးရင်ဒီမှာသုံးနှစ်ခုထွက်နော်အဲ့ဒါဒီ6ပြိတ်7ပြိတ်ရဲ့ဒုတိယအလုံးလုံးတဲ့ဖြစ်စဉ်နော် ဟုတ်ပြီအဲကြတော့တတိယဖြစ်စဉ်မှာကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကဒီ6 6လေးကိုပြန်ပို့မယ်เนาะအဲစတုတ္ထဖြစ်စဉ်ကိုကြတော့ဒီ6 6ကိုပြန်ပို့အဲကြတော့တတိယဖြစ်စဉ်ကိုကျွန်တော်တို့လေ့လာမယ်တတိယဖြစ်စဉ်က2012 2012အဲကြတော့ဒီတတိယဖြစ်စဉ်မှာကြတော့ဒီ6ပရိတ်7ပရိတ်လို့ဖြစ်ထားပြီเนาะ6ပရိတ်7ပရိတ်လို့ဖြစ်ထားပြီဒီ6ပရိတ်7ပရိတ်မဖြစ်ခင်ဒီဘက်နှစ်ထဲမှာဒေဂနန်းထွက်ထားတော့ဆိုတော့ ဒါလေးကကြိုပြထားမှအဆင်ပြေမှာ။၃ည၃ခုတဲ့ထွက်ပေးထားတယ်။၃ည၃ခုတဲ့ထွက်ပြီးမှဒီဘက်နှစ်ရက်နော်၂၀၂၂ခုနှစ်ရဲ့၂၄တိမ်မှာ၆ပရိတ်တပရိတ်လာပြီးတော့ဖြစ်တာ။ဟုတ်ပြီအဲကြတော့ဒီ၆ပရိတ်တပရိတ်မဖြစ်ခင်ဒီ၆ပရိတ်ရဲ့အပေါ်မှာဆွမ်းနာဟိုဘက်ကပို့လိုက်တဲ့၆၈လင်းဆိုရကနကြိုပြီးထွက်ပေးထား။ဘယ်အချိန်မှထွက်တယ်လဲပေါ့ဗျာနှစ်စာကိုကြည့်လိုက်အောင်။အဲ့ဒီ၆ပရိတ်တပရိတ်၂၄တိမ်မှာ၆ပရိတ်မထွက်ခင်ဒီကောင်းရဲ့နှစ်စာကနေ ြည့်လိုက်တော့ပထမလုံးရှေ့ဘူးကဒီမှာနှစ်ဦးမှာပဲထွက်တယ်နော်နော်စထွက်တဲ့ရှေ့ဘူးကနန်းပေါ့ဗျာစထွက်တဲ့ရှေ့ဘူးကနန်းကိုကြည့်လိုက်တော့ဒီမှာကျတော့နှစ်ဆမှာလာထွက်တယ်နော်ပထမဆုံးပူရောရှေ့ဘူးကနန်းသူ့ရဲ့အောက်မှာတုံညာအလဲတိုင်းကြပြထားတယ်နော်ပထမဆုံးရှေ့ဘူးပြီးရင်တုံညာခါကြပြီးတာနဲ့သူ့ရဲ့အောက်ကို684ဆိုတော့ကောင်းလားဒုတိယကြိမ်ကကြာအဲ့ဒီ684ကိုကျွန်တော်တို့ပထမဖြစ်စဉ်ကိုကြည့်ခဲ့တော့ကခုခု6ရဲ့အောက်က684ဒီမှာဒုတိယကြိမ်ကကြာနော် ဲ့ဒီဒုတိယချိန်ဒီကောင်ကြပြီးတော့မှ24ချိန်မှာတော့နာဒီ6ပြိကလာကြကြပြီးတော့မှဒီလိုတစ်ပြိပြန်ခွာနော်ဟုတ်ပြီအဲ့ဒီချစ်ချောက်လေးကိုလည်းကျွန်တော်ကဒီဘက်ကိုနော်ဒီဘက်ကိုနှစ်နှစ်ကျော်မှပြန်ထုတ်မယ်နော်နှစ်နှစ်ကျော်လို့ဘာလို့ပြောရတော့ဆိုတော့ကဒီ6ပြိတစ်ပြိဖြစ်ပြီးတော့ဒီဘက်နှစ်ပေါ့နော်အဲ့ကြတော့နှစ်နှစ်ကျော်ဒီဘက်နှစ်မှာဘယ်ချိန်မှထုတ်မှာသူကသူပေးခြင်းအစောကြီးပေးတာဟုတ်လားဖိတ်သိနှလုံးနှက်ခတ်လို့တန်းနေရှင် ထိပ်စီနှလုံးနှက်ခတ်လို့တန်းတဲ့အချိန်မှာဒီကနန်းကိုကြာပြီးတန်းပြီးချပြီးတာနော်ထိပ်စီနှလုံးကဘာလို့တန်းတော့ဆိုတော့သောင်းနာကျွန်တော်တို့ထောက်ခဲ့တဲ့ဒီတုံညာသုံးခုအဲ့ဒီတုံညာသုံးခုကိုအထက်၄ပင်တက်လိုက်ဒီပင်၄ပင်သုံးပင်၄ပင်တက်ပြီးတော့ညာဘက်ကို၅နှစ်ကြီးလိုက်၁၂၃၄၅၅ပထမဆုံးထိပ်စီနှလုံးနှက်ခတ်လည်းဖြစ်တယ်လို့ဒီတုံညာသုံးခုရဲ့အထက်၄ပင်ကနေဒီဘက်ကို၅နှစ်မြောက်မှာလဲကြာပြီးတော့ဖြစ်နေနော်ပြီးတော့မှအဲ့ဒီချစ်ချောက်လေးဟာတတိယအချိန်ဒီနေရာမှာလာကြတယ် ကြပြီးတော့မှသူ့ရဲ့အောက်မှာစောနာ2 3ခုဆိုတဲ့ကနေဒီမှာကြာကြသလို3နှစ်ကျော်က3နှစ်3ခုရဲ့တန်းတန်းမှာလည်းဒါပြီးတော့ကြာတယ်။ဒါကတတိယဖြစ်စဉ်နော်။အဲ့ဒီ2 3ခုကဟုတ်ဘက်ကနော်ပထမဖြစ်စဉ်ကဒီ2 3ခုနော်။အဲ့တော့ဒီတတိယဖြစ်စဉ်မှာဒါပြီးကြာတယ်။ဟုတ်ပြီစတုဒ္ဓဖြစ်စဉ်ကိုသွားမယ်။စတုဒ္ဓဖြစ်စဉ်မှာကြာတော့ဒီဒီကောင်ကိုပို့ရမယ်နော်။စတုဒ္ဓဖြစ်စဉ်က2022မှာနော်2022မှာ ဒါစတုတ္တဖြစ်စေအဲ့ကောင်မဖြစ်ခင်ဒီချောက်ပရိတစ်ပရိမဖြစ်ခင်သူရဒီဘက်နဲ့ခင်ပြောတုံညာသုံးခုဆိုတော့တဲ့လာထွက်ပြီးသားပြီးတော့မှဒီဘက်နဲ့မှာ24ဒီမှာလာဖြစ်တယ်အကြတော့ဒီမှာချောက်ပရိမကြခင်သူရအထက်မှာဟောနာပို့ထားတဲ့နော်ဒီမှာပို့อ่ะပို့ချောက်ချောက်ကိုပို့ထားဟုတ်ပြီအကြတော့ဒီမှာချောက်ပရိမဖြစ်ခင်နှစ်ဆောက်တက်မယ်နော်နှစ်ဆောက်တက်မယ်တကယ်ချင်းနေချင်းလေးလေးတူအောင်ရှင်းနှလုံးအပူဟုတ်ဖြည့်ဘူးပေါ့ မနာဘူးတွေ့လားဟိုဘက်မှာလာသူကနှစ်ဆမှာဒီဘက်မှာတော့မလာဘူးအော်ဒီမှာလာပြီခြေဘူးလည်းလာရောအောက်မှာတုံရတန်းပြီးထိုင်တယ်ထိုင်ပြီးတော့လည်းအဲ့ဒီ669ကတန်းပြီးတော့လိုက်လာတယ်နော်တော့နောက်ပို့လိုက်တယ်ဒုတိယဖြစ်စဉ်ကပို့လိုက်တယ်ခွန်ခွန်ရှေ့ရဲ့ဇောင်းခွန်ခွန်ရှေ့ဇောင်းရဲ့အောက်ကတပင်ကျော်ကခူးချတော့ကဒီမှာနော်ခြေဘူးတုံရခါလို့ကြပြီဒီနေရာမှာလာကြရတယ်ပြီးမှအဲ့ကောင်က24တိမှာ6ပြိတ္တာပြီးရင်10ပြိတ္တာပြီးတော့ဒီ6ပြိတ္တာဒီပြိတ္တာရဲ့ဒီဘက်ကိုကျွန်တော်ကပြန်ထုတ်တယ်ဘယ်အချိန်မှာထုတ်မှာတော့နှစ်ဆောက်ပြန်တက် နော်ဟိုဟိုကမှတော့အစောဖြစ်တာဒီမှာကြီးတော့မဖြစ်ဘူးထိတ်ထိနှလုံးနှက်ခတ်ပြီဒီမှာနှက်ခတ်လို့ဖြစ်ပြီဒီမှာနှက်ခတ်လို့ပါလို့ဖြစ်တော့ဆိုတော့နော်ဒီမှာနှက်ခတ်လို့ပါလို့ဖြစ်တော့ဆိုတော့ဒီဘက်၃ညသုံးခွန်လေးလာထောက်ထားပြီအဲ့ဒီ၃ညသုံးခွန်ကိုဖြစ်ရပုံစံဒါနဲ့၄ပင်တက်လိုက်ဒီပင်၄ပင်သုံးမယ်၄ပင်တက်ပြီးတော့ညာဘက်၅၅နှစ်၄နှစ်၃၄၅ ပထမဆုံးတန်းတဲ့နှက်ခတ်ဖြစ်တယ်လို့ဒီ303ခုရဲ့အချက်၄ပြင်ဒီဘက်9နှစ်မြောက်နဲ့လည်းတန်းတန်းမှာဖြစ်ရမယ်သူ့ရဲ့အောက်မှာမှဒီ669ကိုပတ်လိုက်တာတတိယအကျင့်ပြန်ကြတာပြန်ကြပြီးတော့မှသူ့ရဲ့အောက်မှာ3နှစ်ခုတဲ့ကြသလိုဒီ3နှစ်ကျော်303ခုရဲ့တန်းတန်းမှာလည်းအဲ့ဒီ3နှစ်ခုကလာပြီးကြအဲ့ဒီ3နှစ်ခုကဒုတိယဖြစ်စဉ်ကနော်တအားထွက်တဲ့ ပထမဆုံးထိပ်ပြီးတော့ဘလို့ထိုးတယ်၃နှစ်ကျော်နော်အဲ့ကောင်ကဒီသတ္တုဒ္ဓဖြစ်စက်နော်၃နှစ်ကျော်ကြာအိုးတော့ပထမဆုံးကြာခဲ့တဲ့ဒီခေတ်၃ခုကနော်အဲ့ကောင်ကဟမ်မချစ်ချောက်လေးနှစ်ခါဖြစ်ပြီးတော့ဒီလိုနတ်ကတ်တွေ၃ရက်၃ခုနေဒီမှာလာပို့တာနော်ဒီသတ္တုဒ္ဓဖြစ်စင်ကနော်ဒီ၆၆ကို၆၆ကိုမရှိဘူးလေ၃ရက်ခါတွေဒီလိုနတ်ခတ်ထောင်တာတွေ၃ရက်၃ခုဒီမှာလာပြီးပို့တာအဲ့တော့၃နှစ်ခုတည်းရဒီနေရာမှာကြာနေပါလေဆိုတော့ကြောင်းလေးနော် ါအရင်ပြနှစ်သုံးခုနော်ဦးထွက်တာလည်းဒီနှစ်သုံးခုသုံးနှစ်ခုပဲလက်ချက်နေတာအိုးမှာပထမဆုံးဖြစ်တဲ့ကောင်ကနှစ်သုံးခုနော်ဒုတိယဖြစ်စဉ်ကသုံးနှစ်ခုတတိယဖြစ်စဉ်ကနှစ်သုံးခုသတုတ္တဖြစ်စဉ်ကသုံးနှစ်ခုနှစ်သုံးခုလို့ကျွန်တော်အရင်ထည့်ထည့်ပြီးတဲ့အကြောင်းရှိသေးတယ်ဟုတ်လားဒီ1989မှာအခုကလန္တာမှာနှစ်သုံးခွန်ကလည်း3ခွန်ရှိတယ်ဗျာ3နှစ်ခွန်ကလည်း3ခွန်ရှိတယ်အခု၄ချိန်မြောက်ဖြစ်မယ်ဆိုဖြစ်လို့ရတယ်ပေါ့ဗျာနော် 1989ခုမှာဒီမှာ23ခုနော်23ခုတဲထွက်တယ်80ခုမှာနော်အဲ့ဒီ80ခုကို10နှစ်ပေါင်းလိုက်70ခုအဲ့ဒီ70ခုမှာပြလား23ခုရှိတယ်နော်အဲ့10နှစ်နော်ဒီဘက်က90ခု90ခုကို10နှစ်ပေါင်းဟင်70ခုအဲ့ဒီ70ခုမှာ23ခုနော်အဲ့အဲ့ဒီပုံစံတိုင်းပဲ2005ပြလား2005မှာ23ခုတဲရှိတယ် အဲ့ဒီ2025ကို10နှစ်ပေါင်းမယ်2025နော်ဒီ2025ဒါကျွန်တော်နှစ်စာနေလောက်ထားရတဲ့ဟာနော်အဲ့ဒီနှစ်သုံးခုကလာမလို့လာလို့ရ2025နော်ဒါတတိယကတတိယမြောက်ဖြစ်စဉ်နော်2025ကနေ2025ကိုနှစ်သုံးခုပို့မယ်ပို့ပို့လို့ရတယ်နော်အဲ့ဒါနှစ်သုံးခုကနော်ဒါပထမကောင်နော်ဒါဒုတိယကောင်ဒါတတိယကောင်စတုတ္ထကောင်က2025မှာလာမယ်လို့လာလို့ရအောင်နောက်3နှစ်ခုပြောမယ်3နှစ်ခုကဒီမှာ လုံးနှစ်ခုတည်းရဒီမှာ2005เนาะအဲ2005ကို10ပေါင်းလာ2005ကို10ပေါင်း2013เนาะ2013မှာလုံးနှစ်ခုတွေ့လာဒီမှာဒုတိယเนาะပြန်ပြမယ်เนาะ2005မှာလုံးနှစ်ခုတည်းအဲ2005ကို10ပေါင်းလာ10ပေါင်းရ2013 2013မှာလုံးနှစ်ခုတည်းเนาะအဲ့ဒီပုံစံတိုင်းမှာ2019မှာเนาะဒီတတိယမြောက်ထွက်တဲ့ပုံလုံးနှစ်ခုเนาะအဲ့ဒီ3နှစ်ခုကို ုံးနှစ်ခွန်အားတဲ့ဒီ2000ဆက်ခွန်ကိုရှစ်ပေါင်းလိုက်2025က2025မှာတုံးနှစ်ခွန်ထွက်လို့ရတယ်နော်အဲ့ဒါကြောင့်ကျွန်တော်သင်ငယ်ချင်းတို့နှစ်ကွက်ထည့်ပြထားတာနော်နှစ်ကွက်ထည့်ပြထားတယ်ဆိုတာကနော်ဆောလာဖြစ်တယ်နော်တုံးနှစ်ခွန်နှစ်တုံးခွန်ဒီတစ်ပတ်အတွက်ဒီနှစ်ပြိတ်တွေကလည်းအားကောင်းတယ်နော်အဲ့ဒါကြောင့်တုံးနှစ်ခွန်နှစ်တုံးခွန်ခုနေ့ကကျွန်တော်ခြေရတင်ထားတဲ့ဖိုင်ဆိုင်လေးတွေမှာဟိုညီမလေးတယောက်ကအဘိုးတဲ့ဒီ နှစ်စားလေးကမှန်လာတာဒီဒီတပတ်နှစ်တလုံးကောင်းတယ်ပေါ့လေနော်အခုကငိုးလေးကနေတောက်ချောက်မှန်လာတာနောက်ဟိုဒီလေးတယောက်ကလည်းအခုလည်းဒီနှစ်ပြိတ်၃၄၈၁၃၈တရောကျွန်တော်ကြိုက်ဘူးနှစ်သုံးခုံသုံးနှစ်ခုံလေးကြိုက်တယ်ဆိုအဲ့ဒီ site လေးကလည်းအခုထူးထူးခြားခြားလာပြီးတော့တိုက်ဆိုင်နေပေါ့နော်ကဲမိတ်ဆွေတင်ခင်ကျွန်တော်အားလုံးကံကောင်းကြပါစေ